မြန်မာတွေအသုံးများတဲ့ဟောင်းထိုင်းအမည်နဲ့အစိမ်းရောင်ရှူဆေးဘူးထဲမှာဘက်တီးရီးယားနဲ့ပိုးမပါဝင်မှုများပြားနေကြောင်းထိုင်းနိုင်ငံအစားအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာနကစစ်ဆေးတွေ့ရှိခဲ့ပြီးရှူဆေးဘူးတွေကိုပြန်သိမ်းယူပါဖြည့်ဆည်းသွားမယ်လို့ကုမ္ပဏီတာဝန်ရှိသူတွေကဆိုပါတယ်။အဲ့ဒီရှူဆေးကထိုင်းနိုင်ငံမှာထိတ်တန့်ရောင်းရကောင်းတဲ့အမှတ်တံဆိပ်ဖြစ်ပြီးမြန်မာပြည်နှမှာတော့တရားမဝင်လမ်းကြောင်းကနေဆင်ဝင်ရောက်ပြီးစေးဆိုင်တွေမှာရောင်းချနေရတယ်ဖြစ်ပါတယ်။ဟောင်းထိုင်းကထုတ်လုပ်ထားတဲ့ရှူဆေးဘူးအားလုံးမဟုတ်ပဲထုတ်လုပ်စဉ်အမှတ် 3933နဲ့ရှူစေးပူးတွေမှာဒါတက်မှတ်ပမာဏထက်ဘက်တီးရီးယားမှုန်နဲ့ပိုးမပါဝင်မှုကျော်လွန်နေတာကိုတွေ့ရှိခဲ့တာလို့ထိုင်းအစားတောက်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ကုမ္ပဏီဘက်ကတော့ရှူစေးပူးဝယ်ထားတဲ့သုံးစွဲသူတွေနဲ့ရောင်းချသူတွေအနေနဲ့လည်းကုမ္ပဏီကိုပြန်လာအပ်ချဖို့တောင်းဆိုထားပြီးဝေပြန်အပ်သွားမယ်လို့ကုမ္ပဏီကပြောပါတယ်။အမှတ်နံပါတ်3933933နဲ့ရှူစေးပူးကိုကုမ္ပဏီက2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာ ရှူဆေးဘူး2သိန်းရှိခဲ့ပြီး16666ဘူးက FDA တတိပေးထားတဲ့ရှူဆေးဘူးတွေဖြစ်နေပါတယ်